အခုမိုးရောက်ပြောမယ်ဆိုရင်တော့အမေမှုတွေကအခု foreign ဘက်သွားနေရပေါ့နော်ဒီပြင်ဆင်တွေရောစိတ်တွေရောအမေကအဲ့မှုတိုင်ကိုချစ်ချင်းပြီးတော့နေတတ်တယ်အဲ့တော့အမေကဒီတစ်ခါတွေ့တာနောက်တစ်ခါတွေ့တာသူ့မှာမဟုတ်ဘူးအမေကမိုးလိုက်ကိုတက်ဝင်တဲ့လူဖြစ်တဲ့အတွက်အဒီတစ်ခါတွေ့တော့သူ့ရုပ်စီကတည်နေပါတယ်ရှိခါတော့ကချူဖြူတိုက်ဆိုဖြူတိုက်ဖြစ်တဲ့ချိန်မှာဖြူတိုက်ဝင်စားတယ်အမေကအခုနောက်ပိုင်းကဘယ်လိုပြောမလဲရိုးရရမှုလည်းမဟုတ်ဘူးဟိုခံစားချက်တွေကဒူဘိုင်းဘက်ကိုသွားနေရပေါ့နော် င်ပြိုမဒီကာရိုက်တာလေးနဲ့ပေါ့နော်အဲ့ဒီစိတ်တော့အခုပြန်ဖြစ်တယ်အဲ့ဒီကြည့်နေတဲ့အချိန်မှာအဲ့ဒီခံစားချက်လေးပြန်ဖြစ်ပါတယ်ဟုတ်အဲ့မှာကားရတဲ့စင်းလေးတွေပါတယ်တချို့ဟာရင်ဆိုရင်သူကအမိခံယူထားတဲ့ဟိုအက်တာပေါ့နော် actress ပေါ့အဲ့ဒီရဲ့ခေချလန်းလေးကိုသွားချင်တာဖြစ်တဲ့အတွက်ရည်စင်တဲ့နေရာမှာသူများကိုရည်တဲ့မှုကိုပေးနိုင်ရမယ်ငိုရှင်တဲ့အချိန်မှာကြည့်တဲ့ပြိတ်သက်တယောက်ချင်းစီတိုင်းငိုတဲ့မှုကိုပေးနိုင်ရမယ် ဘယ်ဟာဂရိုင်တာမှာအဝင်ခွင့်ကျဖြစ်ခြင်းလဲဆိုတဲ့ဟာပါအိမ်မြောင်မှာတော့အဲ့ဒီစင်းလေးတိုင်းမှာသူ့ဘာနဲ့သူတော့အိမ်ခံစားမှုလေးတော့ရှိပါတယ်ဆိုနောက်ဆုံးဒီကောနဲ့စင်းနေဆိုရဲကမရှင်မိရလေအဲပေးယူတွေအဲ့ဒီဟာတွေမှာရှိတဲ့ဟာလေးတွေကတော့အဲပြန်ကြည့်တဲ့အချိန်မှာအိမ်နောက်ထပ်နောက်ထပ်ဟိုအထက်မကလုတ်ချင်တဲ့စိတ်တွေပေါ်တယ်ပြီးလို့ရှိရင်အိမ်ဘယ်ဟာကိုအဓိကနဲ့တာမညာခွဲပြီးတော့မှအိမ်ရဲ့လုတ်တွေလုတ်ရမလဲဆိုတာကိုဒီအိမ်မြောင်ကလည်းအာကြည့်ကြည့်ရင်းထဲမှာပို့ပြီးတော့အဲ့စိတ်ကို ခွဲခြားမှုစိတ်လေးကိုပုံဝင်စေပါတယ်။အော်အဲ့ဒါကဟိုဟာကိုကင်ညီနဲ့အမီနဲ့အဲ့မှာအဲ့စင်းပေါ့နော်အဲ့မှာအမီကဟိုဒရိုက်တာကိုသားညီကကိုသားညီကပြောတယ်ပေါ့နော်ဒီလိုဒီလိုကားလိုက်တဲ့အဲ့နဲ့သူတို့ကအဲ့လိုကားလို့ရမယ်အမီမထင်ဘူး။ဒီဟာတွေကအမီကိုဒုရယာစီပေါ်လာတဲ့အချိန်မှာပူရာကတာနဲ့ပဲဖြစ်နေခဲ့တာ哦ဒါပေမဲ့အဲ့အချိန်မှာဟဲ့ကောက်လို့ရရပေါ့နော်အမီလုတာတွေကကရိုင်တာနဲ့ကိုဟိုဟာဖြစ်တယ်ဆိုတော့အဲ့ရိုက်တဲ့အချိန်မှာလည်းအမီအရန်ကိုမှစိတ်ချမ်းသာခဲ့ရပါတယ်အမီကငွေကလေးလား ဟိုစိတ်တွေကနေ DJ B နဲ့လိုက်ပြီးတော့မှအမီ changes တွေလောက်တာပေါ့နော်အဲ့လိုရှိပါမြန်မာတချင်းဆိုလည်းမြန်မာကောက်ကိုခန်းစားချက်တွေအဲ့လိုမျိုးရှမ်းဆိုလည်းရှမ်းပေါ့နော်အဲ့ဒီရဲ့ character တွေပေါ်မှာတော့အမီလုံးလို့ရပါတယ်ရှင်အမှန်တော့တူပါတယ်ဒီ character လေးပါပဲဘာလို့လဲဆိုတော့ဒီထဲမှာဖြစ်နေတဲ့အတိုင်းပါပဲအမှန်တိုင်းပြောလို့ရှိရင်အပြင်ရအမီနဲ့အထက်ရအမီနဲ့အဲ့တော့ကျအဲ့ဇန်ညုံးကိုသိချာအမီ ဟိုတိတ်ချကြည့်တယ်ပေါ့နော်ကွန်ပျူမတီရဲ့လောက်ရမဲ့ဟာလေးတွေကဘာလဲဆိုတော့အခုလိုမျိုးအမျိုးသားတွေပါတယ်အဲအဲ့လိုပေါ့နော်အဲဝိုင်းပြီးတော့မှအဲ့ဒါတွေကတဲ့ character တွေထဲမှာဖြစ်ပါတယ်အမီနဲ့တူပါတယ်ဟုတ်လိုက်ဝိုင်းပြီးတော့ကြောင်တာလေးကတ်တွေလည်းပါတယ်ပြီးလို့ရှိရင်နောက်ဆုံးမှအသိန်းတာကကျွန်မကဆက်သွယ်လို့ရတယ်ဆိုတဲ့ဟာလည်းပါတယ်ပြီးလို့ရှိရင်ဒီထဲမှာဟိုဘယ်လိုပြောမလဲတိမ်ပွေပြီးတော့မှ ဟိုလှပတဲ့မိမသားတယောက်ဖြစ်ချင်တဲ့ဟာလေးတွေကဒီထဲက character နဲ့ဒီစကားတွေရဲ့ကြားမှာခံစားမှုလေးရှိပါတယ်လို့ဟုတ်ပါဘူး။ဒီမိကြီးကအဲ့တော့ဒီလိုဒါဒီညာတော့တော်တော်လေးတွေ့ရတော့ဒီကိုယ်တိုင်းကဘယ်လိုနေနေတာလဲ။အမီအခုမိုးရအောင်ပြောမယ်ဆိုရင်တော့အမီမူတွေကအခု foreign ဘက်သွားနေရပေါ့နော်။ဒီပြင်ဆင်တွေရောစိတ်တွေရောအမီကအဲ့မူတိုင်အောင်ချစ်ချင်းပြီးတော့နေတတ်တယ်။အဲ့တော့အမီကိုဒီတစ်ခါတွေ့တာနောက်တစ်ခါတွေ့တာတူမှာမဟုတ်ဘူး။အမီကမိုးလိုက်ကိုတက်ဝင်တဲ့လူဖြစ်တဲ့အတွက် အဒီတခါတော့သူ့ရုပ်စီကတည်နေပါတယ်ရှေ့ခါတော့ချူချူတိုက်ဆိုချူတိုက်ဖြစ်တဲ့ချိန်မှာချူတိုက်ဝင်စားတယ်အမီကအဲဒီမှုဖြစ်ရင်ဒီမှုတန်းကိုနေတတ်တယ်ပေါ့နော်ဆိုတော့အမီကိုတခါနဲ့တခါတွေးတဲ့ချိန်မှာတော့တူမှာမဟုတ်ဘူးနောက်ပိုင်းမှာကျတော့အဲမူးလိုက်ပဲနေဖြစ်မယ်လို့တော့ကိုယ့်ကိုထင်တယ်ဟုတ်ဆိုတော့ကျင်တ်ပါတယ်အမီရဲ့မျက်လုံးအယောင်လေးတွေလည်းထဲက ဟိုကိုကင်ကြီးနဲ့ဆင်းပါလေကားတယ်မကားခင်ရေလောင်းတဲ့ဟာမှာဆိုမျက်လုံးထဲကအယောင်လေးပဲတွေ့ရတယ်ပေါ့နော်ဆိုတော့အမီတို့က feeling သမားဖြစ်တဲ့အတွက်ဒီဆင်းလေးကိုကြည့်ပြီးတော့မှကိုကြည်နူးရတဲ့ပိုင်းလေးရှိတယ်ဩဒီချိန်မှာမျက်လုံးလေးက short လက်နေရပဲပေါ့နော်အဲ့ခံစားချက်ကိုတော့ကြည်ရင်းနဲ့ကိုကိုကိုခံစားမိပြီးတော့ဒါကြုံလို့ပြောတာပေါ့နော်စိတ်ထဲဖြစ်သွားတဲ့ပီတိလေးပါပဲဟုတ်ခုနကပြောရင် foreign mood ဆိုတာဘယ်လိုပြောအဲအခုနောက်ပိုင်းကဘယ်လိုပြောမလဲရိုးရိုးမှုလည်းမဟုတ်ဘူးဟိုခံစားချက်တွေက ဒူဘိုင်းဘက်ကိုသွားနေရပေါ့နော်ဖီလင်ကကြောက်အာစပင်နေရောအဲ့ဒီဝစ်စားတွေဒီလိုမျိုးသိမ်းလာတဲ့ဟာလေးတွေပေါ့နော်ခန်းစားချက်တိုင်းတော့အမီနေဖြစ်ပါတယ်ဟုတ်ဒူဘိုင်းချောက်လက်တာအာအဲ့ဒါတော့ဆိုမမ်စားတော့မစားသေးပါဘူးဟုတ်